မင်္ဂလာပါ series for you ကနေပြီးတော့ပြန်လဲကြိုးစိုးပါရီ series for you ပြည်သက်များအတွက်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ series ကတော့2019ခုနှစ်တုန်းကစတင်ထုတ်လင်းခဲ့တဲ့ The Witcher TV series လေးပဲဖြစ်ပါရီ Superman မင်းသား Henry Cavill ပါဝင်ထားသလိုနာမည်ကျော်စာအုပ်နဲ့ဂိမ်းတွေကိုခြေခံထားတာမလို့ဇလန်စကွက်တီကတော့အထူးတလေပြောနေကြအောင်မလို့တော့ပေါ့ episode 6ရဲ့နာမည်ကတော့ Race Special လို့နာမည်ရပြီးတော့ဒီဘိုင်းမှာဆိုလို့ရှိရင်တော့ Garrow နဲ့အတူတူတခြားသောဒီအမဲလိုက်မုံဆိုးအဖွဲ့တွေကငကားတိုက်ရှာပုံတော့ဖွင့်တော့ခံစားရမှာလည်းဖြစ်ပါရီ အဲ့တော့ဆင်းနေပြည့်ပြီဆိုရင်ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ပါမယ်။ကျွန်တော်ကတော့ series for you ကပေးနိုင်တင်ဆက်သူရှိန်းသူပဲဖြစ်ပါတယ်ခင်ဗျ။ ကေရောနဲ့မျိုးစဉ်လဲ့ပြီးရောမိစ္ဆာဖမ်းရင်းနဲ့တချင်းတွေကအတွေ့အကြုံအစ်စ်နဲ့တချင်းတွေကိုဆန့်နေခဲ့ပါရီမျိုးငယ်တစ်ခုရောက်တဲ့ခါမှာတော့ကေရောလည်းပဲအလုံးအပ်တဲ့လူနှစ်ယောက်နဲ့တချင်းတွေကိုပြန်မထားခဲ့ပြီးတော့မိစ္ဆာတက်ဖို့ဂူရဲဝင်သွားခဲ့တယ်တချင်းတွေကလည်းထိုင်းဆောင်နေရင်တချင်းဆက်နေတော့မှကေရောဝင်သွားကြာနေရာကြောင့်မလို့အလုံးလာအပ်တဲ့လူနှစ်ယောက်ကပတ်ဆက်မပြီးမင်းနဲ့ထွက်သွားကြဖို့လုံနေကြပါရီတချင်းတွေကလည်းကေရောမနိုင်တဲ့မိစ္ဆာဆိုတာမရှိသေးတဲ့အတွက်ပြန်လာရေးထိစောင့်ပြီးပြောတဲ့ခါမှာအလုံးအပ်သူနှစ်ယောက်ကလည်း အခုချိန်ဆိုရင်ဝေချာတင်နေလောက်ပြီလို့ပြန်ပြောရင်လည်းဂေရော့ရဲ့မြင်းရောပတ်ဆိုင်ရောယူပြီးတော့ပြန်ဖို့ပြင်ဆင်နေကြပါလိမ့်။အဲဒီအချိန်အဖိုးကြီးတယောက်နဲ့မိန်းမနှစ်ယောက်ရောက်လာပြီးတော့ပြေးဖို့လုံနေတဲ့သူနှစ်ယောက်ထဲကတစ်ယောက်ကိုတက်ပြကာချင်းချောက်တားထားလိုက်ပါလိမ့်။အဲနောက်တော့ဂေရော့ကလည်းမိဆာကောင်းအောင်ဖြတ်ပြီးတော့ပြန်ထွက်လာခဲ့တဲ့အချိန်တချင်းတယ်လေးပဲအပြင်ဘက်ကအကြောင်းတွေကိုပြောပြလိုက်ပါလိမ့်။အဖိုးကြီးကလည်းသူ့ကိုသူ Bosch လို့မိဆာလိုက်ပြီးတော့နောက်နှစ်ယောက်ကိုလည်းပဲတက်တော်ဆောင် Terra နဲ့ Vera လို့ရှင်းပြလိုက်ပါလိမ့်။ပြီးတော့မှဂေရော့ကိုစကားပြောရရှိလို့ရှာနေတဲ့အကြောင်းပြောပြီးတော့ရဲဆိုင်တစ်ခုကိုခေါ်သွားလိုက်ပါလိမ့်။ ဆိုင်နေရောက်တဲ့အခါမှာတော့ Bosch ကမျိုးပြင်တောင်တန်းနေစီကိုငကားစိမ့်တကောင် ရောက်လာတဲ့အတွက်လူတွေကငကားတိုင်မှာရှိတဲ့ယန္တနာတွေကိုရှာဖို့ကြိုးစားကြရင်လည်းအဲ့ဒီငကားကိုဒေါသဖြစ်သွားအောင်လုပ်မိရကြမလို့ငကားကလည်းအနီးနားပတ်ဝန်းကျင်ကနေရာတော်တော်များများကိုမီးလောင်လိုက်သွင်းခဲ့တယ်ပေါ့လေအဲ့လိုမျိုးအကြောင်းဆုံးရှင်းပြလိုက်တယ်အဲဒီနေမြေရဲ့ဘယင်ကလည်းသူ့ရဲ့သမီးတော်ကိုလက်ဆက်ပေးမဲ့ကိစ္စတစ်ခု ရှိနေတယ်အဲ့တော့သူ့ရဲ့နေမြေတွေးမှာဘာပြဿနာမှမတက်စီနေတာကြောင့်မလို့ဒီငကားကိုဖမ်းပေးစေခြင်းနေအဲ့ဒီငကားကိုဖမ်းနိုင်မယ်ဆိုလို့ရှိရင် ၎င်းအတိုက်ကရှိတဲ့ယတနာတွေအပြင်မှာဘရင်စီမှာရှိတဲ့နေမည်တစ်ခုကိုပါအပိုင်စားပေးမယ်ဆိုပြီးတော့အမိန့်ထုတ်ထားပါတယ်။အဲဒါကြောင့်မလို့အဖွဲ၄ဘွဲကလည်းပဲ၎င်းဖမ်းဖို့ပြင်ဆင်နေကြရလို့ထပ်ပြီးတော့အဲ့လိုအားရှင်းပြလိုက်ပါတယ်။ပြီးတော့မှသူကလည်းအဲ့ဒီအဖွဲတွေကတစ်ဖွဲဖြစ်လို့ဂေရော့ကိုသူ့အဖွဲတွေမှာပါဖို့လိုက်ရှာနေရတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ဂေရော့ကလည်းပြက်ပြက်သားသားပဲ၎င်းတွေဆိုတာကတက်ရမဲ့တဲ့ဝါတွေမဟုတ်လို့သူမပါနိုင်ဘူးဆိုပြီးတော့အပြတ်ညင်းလိုက်တယ်။တချင်းတွေကလည်းဘေးမှထိုင်နေတဲ့တေယော်နဲ့ဗေရော်ကိုဖုံချောင်ပြီးတော့ သူ့ကိုသူ jet ski ရာဆိုပြီးတော့မေးဆက်လိုက်ပါ ರಿ ပြီးတော့မှနဂါးဖမ်းတဲ့ဖွဲ့တွေကဘသူကြီးလဲလို့မေးတဲ့ခါမှာ bot ကရဲဆိုင်မှာရှိနေတဲ့လူပူအဖွဲ့ river လူမျိုးတစ်ဖွဲ့ကိုပြလိုက်ပါ ರಿ ကဲတော့ကတော့ဘသူရဲပါပါ तू ကတော့မလိုက်နိုင်ဘူးလို့ပြောတဲ့ခါမှာ bot ကလည်းပဲသူနဲ့လိုက်လာတဲ့ gero ခံစားနေရတဲ့အိမ်မရတာတွေကတကူးကိုလိုအပ်နေရဆိုတဲ့အကြောင်းနဲ့ဘာလို့လိုအပ်လဲမသိဖြစ်နေရတွေပါရှင်းသွားမှာပါလို့ဘေးရီဆန်ဆန်ပြောလိုက်ပါ ರಿ ဂျက်စကီရာကလည်းအပွဲ၄ပွဲဆိုပြီးတော့စိုင်ထဲမှာ၃ပွဲပဲရှိနေရလို့ပြောလိုက်ပါ ರಿ အဲဒီချိန်မှာဆိုင်ထဲကိုလူတယောက်နဲ့ရန်နီဖာတို့ဝင်လာတာကိုမြင်သွားတဲ့ဘော့ရှ်ကလည်းပဲလေးဝက်မြောက်လူတွေဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျက်စကီရောလေရန်နီဖာကိုမြင်ပြီးတော့လန့်သွားကငကားဖမ်းတဲ့ပွဲမှာ "तू မပါတော့ဘူး"လို့ပြောလိုက်ပါတယ်။တပြိုင်နက်တည်းမှာပဲဂေရော့ကလည်းရန်နီဖာကိုမြင်တော့မှပဲ "तू စိတ်ပြောင်းပြီးတော့လိုက်ဖို့သဘောတူတယ်"လို့ဘော့ရှ်ကိုပြောလိုက်တာကြောင့်မလို့ဘော့ရှ်ကလည်းနောက်နေ့နေထွက်တာနဲ့ခီးစဉ်ကိုစမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ငကားရှိတဲ့တောင်ပေါ်ကိုတက်ရမယ်လမ်းအစမှာမြင်းတွေကိုထားခဲ့ကြပြီးတော့လေးဝက်စလုံးကတောင်ပေါ်တက်လာခဲ့ကြပါတယ်။ ဘရိုကီလွန်တော်ရင်မှာလည်းပဲမောက်ဆက်အတူကစီရီလာနဲ့ဒါရာရိုကိုခေါ်ပြီးတော့တောအုပ်ထဲကပြန်ထွက်ဖို့လမ်းလျှောက်လာကြပါတယ်။စီရီလာကလည်းအပြန်လမ်းမှာဂေရော့ဆိုတဲ့သူနဲ့ကန်ဂျမာအသက်ကြွေးဥပဒေဆိုတာဘာမှမသိလို့မောက်ဆက်ကိုမေးနေပါတယ်။မောက်ဆက်ကလည်းပဲဂေရော့ဆိုတာကစီရီလာရဲ့အဖေဒူနီရဲ့အသက်ကိုကယ်ခဲ့ဘူးတဲ့ဝါချာတယောက်ဖြစ်ပြီးတော့အသက်ကိုကယ်ဘူးလို့ရှေးဟိုးအစင်လာရအသက်ကြွေးဥပဒေကြောင့်မလို့စီရီလာကဂေရော့ပိုင်ဆိုင်တဲ့အရာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။စီရီလာကလည်း သူ့ဘွားကလန်ဒီကတဘွားလုံးအဲ့အကြောင်းလေးတခါမှမပြောဘူးပဲသူသေးကနီးမှဘာလို့ပြောရလဲဆိုပြီးတော့ထပ်မိတဲ့အခါမှာတော့မောက်ဆက်ကလည်းပဲအယောင်ဆောင်ထားတဲ့အတုဖြစ်တာကြောင့်မလို့စိတ်မရှိတော့ဘဲနဲ့အော်ထုတ်လိုက်ပါ ਔ ၄အဲ့တော့နောက်ကပါလာတဲ့ဒါရာကလေနက်ဖ်ကရီလက်ထဲဖမ်းမိသွားပြီးတော့လူကောင်းတိုင်းပြန်လွတ်လာတဲ့မောက်ဆက်ကိုမယုံကြည်ရကြောင်းမလို့သတိနဲ့စောင့်ကြည့်နေပါရီနောက်ဆုံးမှတော့တောင်းတော်ကဘရိုကီလွန်တောကိုဝင်ပေါက်ကနေပြီးတော့ပြန်ထွက်လာခဲ့ကြပါရီနောက်တစ်ခါမှတော့ငကားဖမ်းဖို့တောင်းပေါ်တက်သွားကြတဲ့အဖွဲ့တွေကငကားဖြက်စည်းထားတဲ့မီးလောင်ကွင်းကိုကြည့်နေကြပါရီ ကေရော့ကလည်းငကားတွေကလူတွေကိုရှောင်ကြတဲ့မျိုးစိတ်တွေဖြစ်တဲ့အတွက်ဘာအကြောင်းနဲ့များလူတွေကိုပြန်ပြီးတော့တိုက်ခိုက်နေသလဲဆိုပြီးတော့ Bosch ကိုမေးလိုက်ပါတယ်။ Bosch ကလည်းမျိုးသုံးလူနေပါဖြစ်နေတဲ့အချိန်ဘယ်မျိုးစိတ်မဆိုအသေးခံပြီးတော့ပြန်ခုခံကြတာတဘာဝပဲလို့ပြန်ဖြေလိုက်ပါတယ်။ Jesse Kira ကတော့ Bosch နဲ့ပါလာတဲ့အပေါ်နှစ်ယောက်ကိုဖုံးချောင်ပြီးတော့တော်ရဲကအတီးခူးကျွေးမယ်လို့ပြောကအတီးခူးဖို့ထွက်သွားခဲ့ပါရီ Jesse Kira ကလည်းအတီးခူးရင်းနဲ့မိစ္ဆာတကောင်တွေ့ပြီးတော့ Gero စီကိုပြန်ပြေးလာခဲ့ပါရီ Gero ကလည်း ယူရီကမျိုးစားပြစ်ပြီးတော့အန်ဒီယံမရှိတဲ့အတွက်လက်နက်တွေတင်းထားကအစာကျွေးလိုက်မယ်ဆိုရင်ပြန်သွားပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့လေရန်နီဖာခေါ်လာခဲ့တဲ့သူရဲကောင်းယူယူနေတဲ့ဘရင်အိုက်ကတော့လူပုကောင်းဆောင်ယာပန်ကိုဖျက်တိုက်ပြီးတော့ဟီရီကောင်ဓာတ်နဲ့အပိုင်ပိုင်ခုတ်ပစ်လိုက်ပါတယ်။ရန်နီဖာကလည်းအတုံးချဖို့အိုက်နဲ့ကတ်လိုက်လာကြမလို့ဆိုရင်ညောင်ဆောင်ပြီးတော့အိုက်ကိုပြေးခေါ်လိုက်ပါတယ်။ကေရော့ကလည်းရန်နီဖာကိုချစ်မိနေကြမလို့တဝင်းနေတူပြီးတော့အိုက်တွန်းလဲသွားလို့လဲကြသွားတဲ့ယာပန်ကိုဆွဲထူကလက်ထွက်သွားခဲ့ပါတယ်။ ိုင်နောက်တော့ဘရင်အိုက်ကလည်းပဲသူတတ်ထားတဲ့မိစ္ဆာကိုဒဇိုရိုးပြီးတော့မိခင်စားနေပါလေ။ဂေရိုရိုးအဖွဲနဲ့လူပုဖွဲကလည်းပဲမိဖို့မိမထိုင်နေဟီရိုကားရဲ့အသားစားလို့ရရလားဆိုပြီးတော့ရပန်းကမိလိုက်ပါလေ။အိုက်ကလည်းပဲစစ်မှန်တဲ့သူရဲကောင်းဆိုတာကဖမ်းမိထားတဲ့သားကောင်ကိုအလေးလွင့်အဖြစ်မခံဘူးဘာညာဆိုပြီးတော့တရုံးဖယ်စားပြလိုက်ပါလေ။ဘေးမှာသူသားငကားသက်သူရဲကောင်းထပ်ဖြစ်လာရင်တိုင်းပြည်မှာအကြီးအကျယ်ဆုံးသူရဲကောင်းဘီရင်ဖြစ်သွားပြီးတော့ရန်နီဖာကိုလည်းဘေးမော်ဆီယာမအဖြစ်မြောက်စားမိလို့လေးလုံးထွားနေခဲ့ပါလေ။ အဲ့ဒီရီဘာကောင်းဆောင်ဘိုးဟောက်ရောက်လာပြီးတော့ရန်နီဖာကိုဒီညသူ့စီမှာအမှုထမ်းမှလာလို့ခနစ်လိုက်ပါရီဂေရော့ကလည်းရန်နီဖာအကြောင်းကိုမသိသေးဘဲနဲ့သွားမဆနိုင်လို့ဘိုးဟောက်ကိုပြောလိုက်ပါရီဘိုးဟောက်ကလည်းတဝိုင်းလုံးကိုရန်စကားပြောပြီးတော့အိုက်ကိုတိုက်ရင်ကောင်းမလားလို့ပြောကပြန်ထွက်သွားခဲ့ပါရီအဲ့ဒီချိန်မှာပဲမိစာအသားစားပြီးတော့အိုက်ကဘိုင်းနာလာတဲ့အတွက်ခြုံတိုးဖို့ထွက်သွားခဲ့ပါရီဒီနောက်တော့လူမှုကောင်းဆောင်ပန်ကနက်ဖကရီရဲ့ကျူးကျော်စစ်ပွဲအကြောင်းပြောပြီးတော့တဖြည်းဖြည်းတိုင်းပြည်အတော်များများကိုနက်ဖကကသိမ့်ပိုက်နေပြီလို့ပြောလိုက်ပါရီ ဂျက်စကီရာကလည်းစင်ထရာအတိုင်းမြို့ကိုတော့ဘီမကလန်ဒီရှိနေသူ၍နက်ဖကာရီမသိမ်းနိုင်တော့ပါဘူးလို့ပြောလိုက်ပါရီရန်နီဖာကလည်းနက်ဖကာရီရဲ့မော်စီယာမားကသူနဲ့တန်းမော်ဖြစ်တဲ့ဖရန်ဂျီလာဖြစ်နေတဲ့အတွက် လောင်ရင်နေလိုက်ပါရီအဲနောက်တော့ရန်နီဖာကလည်းသူ့ရဲ့လောက်ကိုထိန်းသိမ်းဖို့အတွက်အိယာဝင်ရတော့မယ်ဆိုပြီးတော့အကုန်လုံးကိုနှုတ်ဆက်ကပြန်သွားခဲ့ပါရီလူမှုကောင်းဆောင်ယာဗန်ကလည်းသူတို့အဖွဲ့လည်းနားတော့မယ်ဆိုပြီးတော့ထွက်သွားခဲ့ပါရီအဲတော့မှဂျက်စကီရာကနက်ဖကာအဖွဲ့ကြီးရဲ့ကျူးကျော်စစ်တွေရှုံနေတဲ့အချိန်မှာနဂါးတွေကလည်းပေါ်လာတဲ့အတွက်ကဘာကြီးကအကြီးတန်းနေပါလားလို့ညီလိုက်ပါရီ ဂျက်စကီရာပြောရတဲ့စကားကိုဘော့ရှ်တိုးဖဲကလောင်းတယ်လို့မျိုးယူလိုက်တာအကြောင်းမလို့ဂျက်စကီရာကလည်းဘော့ရှ်တိုးအရင်တုန်းကနဂါးတွေဘာတွေမမြင်ဘူးလောက်ပါဘူးဘာညာဆိုပြီးတော့နဂါးအကြောင်းဂေရော့ကိုပြောပြခိုင်းလိုက်ပါတယ်ဂေရော့ကလည်းမဆိုင်မတော်ဘဲနဲ့အခုတက်ဖို့သွားနေတဲ့နဂါးစိမ့်တွေကအများဆုံးမျိုးစိတ်ဖြစ်ပြီးတော့နဂါနီနဲ့နဂါနက်တွေကရှားပါမျိုးစိတ်တွေဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဘော့ရှ်ကလည်းရွှေရောင်နဂါးကပုံပြီးတော့ရှားတဲ့မျိုးစိတ်လို့ဝင်ပြောတဲ့ခါမှာဂေရော့ကလည်းရွှေရောင်နဂါးဆိုတာကဒန်နာရီရဲမှာပဲရှိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့မှ ဘာပဲဖြစ်ဖြစ်ရွှေရောင်နဂါးတကောင်ဖြစ်လာဖို့ဆိုရင်အရန်ခက်ခဲတဲ့မျိုးပီစာပြောင်းလဲမှုတွေရှိမှဖြစ်တာကြောင့်မလို့တကယ်လို့ရှိခဲ့မယ်ဆိုရင်လည်းအထီးကျန်တဲ့ဒုက္ခကိုခံစားရမှာပဲဆိုပြီးတော့သူတို့လိုမျိုးတရီပြောင်းတတဝါတွေခံစားရခံစားချက်ကိုထည့်ပြောလိုက်ပါလိမ့်။ဘော့ချ်ကလည်းအထီးကျန်နေရပြင်တခြားဒုက္ခတွေလည်းရှိသေးတယ်လို့ဝင်ပြောလိုက်ပါလိမ့်။ဘယ်တော့မှသူ့စကားကိုဖော်ချဖို့အတွက်ဘော့ချ်လည်းပဲဂေရောလိုမျိုးဝေချာတွေကခံစားချက်တွေကိုအမြဲတမ်းဖျောက်ပြက်ထားတာကြောင့်မလို့မကြွားဝါတက်ဘူးလို့ကြားခဲ့ပေမယ့် အခုချိန်မှာတော့ငကားကြောင်ကြွားလုံးထုတ်ပြပြီးတော့သူရဲကောင်လှုပ်ချင်နေရလားဆိုပြီးတော့ဟာတာလိုလိုနဲ့လှောင်လိုက်ပါတယ်။အဲနောက်တစ်ခါမှာတော့မောက်ဆက်တူရဲ့အနောက်ကိုလိုက်လာရင်ဒါရွာကနက်ဖကာရီလက်ကမောက်ဆက်ဘယ်လိုမျိုးလွတ်လာလဲဆိုတာမေးနေပါတယ်။မောက်ဆက်ကလည်းဂေရောကသူ့ကိုလာခဲ့ပြီးတော့စီဝဲလာကိုရှာခိုင်းလိုက်တာဆိုပြီးတော့လိန်ပြောလိုက်ပါတယ်။ဒါရွာလည်းသူတန်မြားရှိနေတဲ့အတိုင်းမှန်ပြီလို့တွေးကနက်ဖကာရီစီကပြန်လွတ်လာကြတဲ့လူတိုင်းကစီယုံသိမ်းသိမ်းခံပြီးမှလွတ်လာတဲ့အကြောင်းစီဝဲလာကိုပြောပြလိုက်ကာ ဘရိုကင်လူရဲ့ဘီမမှားလိုက်တဲ့မှန်ကန်တဲ့မိကုန်ပဲမိပါဆိုတဲ့စကားကိုမမိဘူးစီရဲလာကိုပြောလိုက်ပါတယ်ဂျွေလာကလည်းဒါရာကိုဘရိုကင်လူတောက်ကရေးချောင်းထင်းအောင်ထင်းမတန်တရားရီများနေရလားလို့ပြန်မိတဲ့ခါမှာဒါရာကလည်းတခုမှမသွားလို့ရှိရင်သူတို့အသက်ပါထိခိုက်နိုင်လို့ဇူရဲလာကိုမပေါ့ဖို့တတိပေးလိုက်ပါတယ်ဒါရာရဲ့တန်တရားကြောင့်မလို့စီရဲလာကိုအယုံမသွင်းနိုင်မှစိုးရင်သွားတဲ့မောက်ဆက်အတုကလည်းစင်ဒရာကသူယူလာတဲ့ကလန်တီရဲ့ခြုံတွေကိုပြပြီးတော့ဒါရာတို့ကိုစကားလမ်းကြောင်းလွှဲလိုက်ပါတယ် ဂျွေလာကလည်းဒါရပြောတော့လက်ခံလိုက်ပြီမေချုံနေုံမြင်ပြီးတော့ဝမ်းသာခြင်းအောင်ဆောင်ကမောက်ဆက်အတုအလိုကြပျော်ပေးလိုက်ပါရီဒီဘက်မှာဂေရိုးတို့အဖွဲ့ကလည်းတညအေဘီလိုနောက်နေရောက်တဲ့အခါမှာတော့ရန်နီဖာကဘရင်အိုက်ကိုမတွေ့လို့လိုက်မင်းနေခဲ့ပါရီအဲ့ဒီအချိန်မှာယာပန်ကအိုက်တေနီယာတွေ့ပြီးတော့ချီးပါနေတဲ့လူကိုဘဲကောင်လဲလီးသွားလဲမသိဘူးလို့ဩပြောလိုက်ပါရီအဲ့နောက်တော့အကုန်လုံးခီးဆက်လာခဲ့ကြရင်လည်းယာပန်ကအဖွဲ့ထဲမှာအချင်းချင်းပြဿနာရှာတဲ့လူရှိနေတဲ့အတွက်ရီဝါရီယာမယုံရတဲ့အကြောင်းပြောကဘော့စ်တိုဖွဲ့ကိုအချင်းချင်းကာကွယ်ဖို့အတွက်စီယုံနေပါရီ ပြီးတော့မှတောင်ပေါ်ဒီမှာလူပုမျိုးနွယ်တွေတက်တူတူးခဲ့တုန်းကတုံးခဲ့တဲ့ဖြန်လန်းတစ်ခုရှိတဲ့အကြောင်းပြောတာ River နဲ့ခွဲထွက်ဖို့ပြောလိုက်ပါတယ်။ကေရော့ကလည်းပဲ Jet Ski ရာကိုလူပုနဲ့အရင်လိုက်သွားဖို့ပြောတာ Renifa ကိုသူလိုက်ခေါ်မယ့်အကြောင်းပြောလိုက်ပါတယ်။အဲနောက်တော့ကေရော့ကလည်းပဲ Renifa ကိုပါအော်ခေါ်ပြီးတော့ခီးကိုလိုက်လာခဲ့တဲ့ Renifa ရဲ့အဓိကရွေးချက်ကိုမိလိုက်ပါတယ်။ Renifa ကလည်းနဂိုင်းနဲ့ပတ်သက်ပြီးတော့ကုသနိုင်စွမ်းရှိတဲ့အကြောင်းသူကြားဘူးလို့လိုက်လာခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲဒီတော့မှကေရော့ကလည်း Renifa ရွေးချက်ကိုသိသွားပြီးတော့ နဂါးနှလုံးလက်လက်ဆက်ဆက်နေဆိုရင်တော့အမျိုးယောဂါတော်ကုနိုင်တယ်ဆိုတာပုံမြင်နေပါလို့ပြောလိုက်ပါရီဘယ်တော့မှသူတို့နှစ်ယောက်စလုံးရဲ့ပုံစံပြောင်းမှုတွေအတွက်ကလေးယူခွင့်မရှိရကသူတို့လိုမျိုး NDA ကြားထဲမှာကလေးတယောက်တည်းရှင်သန်မှုမလွယ်ကူတာကြောင့်မလို့သူတို့ကိုဖန်တီးသူတွေကစေတနာနဲ့တားဆီးခဲ့တာလို့နားချလိုက်ပါရီရနီဖာကတော့သူတို့ရဲ့ရွေးချယ်ခွင့်ကိုလုံချင်တိုင်းလုံခဲ့ကြတာလို့ယူဆတဲ့အတွက်မဖြစ်ဖြစ်တဲ့နီးနဲ့ပြင်လို့ရအောင်ပြင်ဆင်မယ်ဆိုပြီးတော့ပြောလိုက်ပါရီကေရော့ကလည်းလက်လျှော့ပြီးတော့သူနဲ့တူတူဖြက်လန်းကနေလိုက်ခဲ့ဖို့အတွက်ခေါ်သွားလိုက်ပါရီ ဇေဝလာကဒါရာပြောရဲ့အကြောင်းအကျိုးကိုလက်ခံပြီးတော့မောက်ဆက်ကိုအတိတ်ကအကြောင်းတွေကိုပြန်ပြောနေပါတယ်။မောက်ဆက်ကလည်းစင်ဒရာကိုအမြန်ပြန်ရောက်ချင်နေရကြောင်းမလို့ဇေဝလာပြောသမျှသေချာနားမထောင်မင်းနဲ့အလိုက်တင်ပြန်ပြောပေးလိုက်ပါတယ်။ဇေဝလာကလည်းမောက်ဆက်ကိုပြောသမျှအကုန်လုံးကအလွေအကြီးဖြစ်နေပေမဲ့မောက်ဆက်ကတကယ်လူမျိုးပြန်ပြောနေရကြောင်းအတုဆိုတာတည်သွားပါတော့တယ်။မောက်ဆက်အတုလည်းပဲစိတ်မရှိတော့ဘဲနဲ့မောက်ဆက်အစ်စ်ကိုတတ်ပြီးတော့သူကရုပ်ပြောင်းရုပ်လဲမော်ပညာနဲ့ဇေဝလာကိုလာခေါ်ရလို့អော်ပြောလိုက်ပါတယ်။ အဲ့တော့ဒါရွာကလေသူ့မှာပါလိုက်တာနဲ့မောက်ဆက်အတုကိုတိုက်ခိုက်ခဲ့ပြီးမေကလေးရဲ့လူကြီးဖြစ်နေရကြမလို့ဒါကအလူခံလိုက်ရပါတယ်။ဒါမဲ့လေဒါကငွေစစ်နဲ့လှုပ်ထားတဲ့အတွက်ရုပ်ပြောင်းရုံလဲမိစာကလေငွေနဲ့ထိမြရတဲ့အားနေကြကြမလို့ပြန်လှုပ်ချပြီးတော့ဒါရွာကိုတတ်ဖို့ကြိုးစားပါတယ်။ဇွေလာကလေဒါကိုကောက်ယူလိုက်ပြီးတော့မိစာကိုကတ်ထားလိုက်တဲ့အတွက်မိစာလေးပဲအသွင်မြောင်းတဲ့ပုံစံပြောက်ပြီးတော့မူလာရုပ်ပေါ်လာခဲ့ပါတယ်။အဲ့နောက်တော့ဒါရွာကဒါနဲ့မိစာကိုပြန်ချိန်ထားပြီးတော့အကြောင်းပြချက်မေးတဲ့အခါမှာဇွေလာကနက်ဖ်ကစစ်သူကြီးရဲ့လက်ချက်ပေးလို့ပြောပြီးတော့ သူ့ရဲ့ကိုယ်ထဲမှာထူးခြားတဲ့ဟာရှိနေတဲ့အကြောင်းမှာပြောပြလိုက်ပါတယ်။မိစားလေးပဲဒါရော့ကိုမိသွားအောင်ရိုက်လိုက်တဲ့အချိန်မှာစီဝေလာလေးပဲတိုးရဲကနေပြီးတော့ထပ်ပြေးသွားခဲ့ပါရီ။ဒါမဲ့လည်းမိစားကစီဝေလာကိုလိုက်ပြီးတော့ဖမ်းချုပ်ထားကစီဝေလာရဲ့ပုံစံဟန်ဆောင်ပြီးတော့ nav car AC ပြေးထွက်သွားကအဖမ်းခံလိုက်ပါရီ။နဂါဘန်းရဲ့ဖွဲ့မှလည်းပဲဂေရိုရူကလူပုတွေပြောတဲ့တောင်ကပယံကိုကပ်ဖောက်ထားတဲ့ပြင်းကင်းလမ်းကျင်းလေးတိုင်းပဲတွေ့ဖက်သွားနေကြပါရီ။လန်ဒိုကရောက်တဲ့အခါမှာတော့ဘော့ရှ်နဲ့အဖော်နှစ်ယောက်ကခြေကျော်ပြီးတော့ပြုတ်ကျသွားတာကြောင့်မလို့ ဲရိုးကိုလည်းပဲကျိုးကိုဆွဲပြီးတော့ထိမ့်မိထားခဲ့ပါလေ။ဒါမဲ့လည်းတရားတွေကခိုင်းနိုင်ရင်နည်းနေရအတွက်ဘော့ချ်လည်းပဲဂဲရိုးဆွဲထားတဲ့ကျိုးကိုလွတ်ပြီးတော့ခုံချသွားအောင်မလို့အဖော်နှစ်ယောက်လည်းလိုက်ပြီးတော့ခုံချသွားခဲ့ပါလေ။ကြောက်တဲ့ဘက်ကိုရောက်တဲ့အခါမှာတော့လူပူရီရောဂဲရိုးလူရောခီးတစ်ထောင်နားရင်းနဲ့ဘော့ချ်တို့အတွက်စိတ်မကောင်းဖြစ်နေကြပါလေ။ညာဘက်ရောက်တဲ့အခါမှာတော့ဂဲရိုးလည်းပဲရန်နီဖိုင်းရဲ့အခန်းထဲကိုသွားပြီးတော့စကားပြောကြရင်းနဲ့တိုင်ဟောစဉ်ယိုဖိတ်မျိုးသိမ်းမထားနိုင်တော့ဘဲနဲ့ပူးတူးလုပ်ငန်းစဉ်ကိုစလိုက်ကြပါတော့ဒီ။ပူးလို့အားကုန်သွားတဲ့အခါမှာတော့အိယာဘောလှင်းနေရင် ရနီဖာကကလေးလိုချင်တဲ့ခံစားချက်ကိုသူနားလေတဲ့အကြောင်းနဲ့သူမလေးပဲတိတ်တုံးကအသက်ကြွေးဥပဒေနဲ့ကလေးတယောက်ရားခဲ့ပေမဲ့အန်ရဲ့ဘဝတွေကိုဆွဲမသွင်းခြင်းလို့ထားခဲ့ဘူးတဲ့အကြောင်းပြောပြလိုက်ပါရီပြီးတော့မှကန်ဂျမာဆိုတဲ့ခေါင်းစဉ်အောင်မှာမဟုတ်ပဲရွေးချယ်ခွင့်မရှိပဲဖြစ်လာခဲ့ရတာတွေအတွက် နောင်နာဆိုတာရှိနေမှာ ဖြစ်ပေမဲ့လက်ခံလိုက်တာကအကောင်းဆုံးပါပဲဆိုပြီးတော့တရားဟောရင်းနဲ့အိတ်ဆက်လိုက်ကြပါရီနောက်တနေ့မှာတော့ဂေရော့ကသူ့တရားကိုရန်နီဖာလက်ခံနေထင်ပြီးတော့ငကားအောင်မတက်တော့ပဲပြန်ဖို့ပြောပေမဲ့ ရန်နီဖာကလက်မလျှော့ဘဲနဲ့ဆုံးအောင်သွားဖို့ပြန်ပြောလိုက်ပါတယ်။အဲဒီအချိန်မှာရန်နီဖာကလည်းလူပုတွေမရှိတော့တာသတိရမိပြီးတော့နဂါးရှိရာကူကိုအ мян ပြေးလိုက်သွားခဲ့ပါတယ်။တပတ်မှလည်းပဲနက်ကာရီစီမှာအဖမ်းခံလိုက်ရတဲ့စီဝဲလာကိုစစ်သူကြီးကတူရှာနေတာနှိပ်စက်ဖို့မဟုတ်ဘဲနဲ့နက်ကာအီဂရစ်မီတောက်ဖြူနဲ့စီဝဲလာတို့ရဲ့ကံကြမ္မာကိုဖြည့်ဆည်းပေးဖို့ဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ပြီးတော့မှစီဝဲလာအတွက်စားစရာပြင်နေတော့စီဝဲလာရဲ့ပုံစံငှားနေပြီးတော့စစ်သူကြီးရဲ့ပုံစံပြောင်းသွားပြီးတော့နှစ်ယောက်သားကတိုက်ခိုက်ကြပါတယ်။ ဘိဇာကလည်းစီဝေလာဟာဘယ်လိုလူစားမျိုးလဲဆိုတာကျုံမပြောဘဲသူ့ကိုခိုင်းတဲ့အတွက်စစ်သူကြီးကိုလက်စားချင်မေးဆိုပြီးတော့စစ်သူကြီးအတူနဲ့အစ်စ်ကတိုက်ခိုက်ကြပါလိမ့်အဲနောက်တော့စစ်သူကြီးအစ်စ်လည်းပဲကြောဘက်မှာဘိဇာရဲ့ဓာတ်ချက်ထိပ်ပြီးတော့မိစာလေးပဲစစ်သူကြီးအစ်စ်ရဲ့ပလင်းခွင်းနဲ့ထိုးတာကိုခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့မိစာလေးစစ်သူကြီးရဲ့ပုံစံနဲ့ပဲထွက်ပြေးသွားပါလို့လေ။တပတ်မှလေးပဲရန်နီဖာကလူပုရဲ့နောက်ကိုအမိလိုက်ရင်းနဲ့မော်ဂါရာနဲ့လူပုတွေကိုလှုပ်မိအောင်လှုပ်လိုက်ပါတယ်။ပြီးတော့မှငကားရှိတဲ့ဂူစီကိုသူ့တောက်ထဲကဝင်သွားခဲ့တာပါ။ပြီးတော့ဂူရော့ရောတဲ့ခါမှာ နဂမတကောင်ကသူ့ရဲ့ဥရီကိုဝှေ့ရင်နဲ့လဲကြနေအောင်တွေးလိုက်ရပါတယ်။အဲဒီအချိန်မှာတံတားပေါ်ကပြုတ်ကျသွားပြီးဘော့ရှ်ရဲ့အဖော်နောက်ကပြန်လဲပေါ်လာပြီးတော့နဂါအနောက်ကိုမကတ်ဖို့တတိပီးလိုက်ပါတယ်။အဲဒီအချိန်ဂေရော့ကလည်းရောက်လာပြီးတော့တေးရဲ့လူတွေပြန်ရှင်လာတဲ့အတွက်အန်အုံးနေတော့မှာရွှေရောင်နဂါတကောင်ကအထက်ကိုထွက်ဝင်လာခဲ့ပါတယ်။ရွှေရောင်နဂါကလည်းဘော့ရှ်ရဲ့အတန်နဲ့ဂေရော့ကိုနှုတ်ဆက်လိုက်ပါတယ်။အဲနောက်တော့တေရာကနဂါမဟာဥရီကိုကာကွယ်ရင်းဒန်ယန်ရလို့အော်ဟစ်နေတဲ့အတန်ကိုလူတွေကြားပြီးတော့ယန္တနာရှာဖို့လာကြရင် က်ခိုက်မှုတွေဖြစ်ခဲ့တာဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။အဲနောက်တော့ဘင်းရဲ့အမိန့်ကိုသူတို့လည်းကြားပြီးတော့ Bosch ကငကားတွေကိုမတက်ဖိနေအကူကြီးတောင်းမှုကိုဂေရော့ကိုလာရှာရတဲ့အကြောင်းအထိထပ်မံပြီးတော့အသေးစိတ်ရှင်းပြလိုက်ပါတယ်။ Renifa ကလည်းငကားမကတီးသွားတဲ့ထိတောင်မှကလေးကိုကာကွယ်နေတာပဲဆိုတဲ့မိခင်စိတ်ကိုနားလေသွားကတမလို့လုံးနေတဲ့အစီအစဉ်ကိုလက်လွတ်လိုက်ပါတယ်။အဲ့ဒီဘောရူရီဝါအဖွဲ့တွေရောက်လာတဲ့အတွက်ဂေရိုးတို့ကလည်းငကားတွေဘက်ကနေပြီးတော့ပြန်လေတိုက်ခိုက်ပေးနေရပါတယ် ရန်နီဖာကလည်းအိုက်ကိုတက်သွားတဲ့ဘိုးဘော့ကိုသူကိုယ်တိုင်တက်ဖို့ထားပြီးဆိုပြီးတော့ဂဲရော့ကိုအော်ပြောကဝင်ပြီးတော့တိုက်ခိုက်ပါတယ်။ရွှေရောင်နဂါဘော့ချ်ကလည်းပဲနောက်ထပ်ရောက်လာတဲ့ရီဗာရီကိုအပြင်ကိုထွက်ပြီးတော့တိုက်ခိုက်ဖို့ဒေရာနဲ့ဗေရာကိုပြောပြီးတော့သူကဥရီကိုကာဝယ်ထားမယ်လို့ပြောလိုက်ပါတယ်။ဂဲရော့ရန်နီဖာတို့ကလည်းရီဗာရီကိုတိုက်ခိုက်ရင်ရန်နီဖာဒုက္ခရောက်နေတာမြင်တဲ့ဂဲရော့ကသူ့ရဲ့ဓာတ်နဲ့ရန်နီဖာဘက်ကရန်သူကိုပစ်ပေါက်လိုက်ပါတယ်။အဲအကြောင်းဒါမှမရှိတော့တဲ့ဂဲရော့ကလည်းဘိုးဟော့ရဲ့တိုက်ခိုက်တာကိုလူးလဲခံနေရပါတယ်။ ။အဲဒီအချိန်မှာပဲ Renifer ကဘိုးဟော့ရဲ့လယ်ပြင်ကိုဓားနဲ့ထိုးချပြီးတော့လက်စတုံးပေးလိုက်ပါတယ်။ Bosch ကလည်းဦးနာကလာရဲ့ River တယောက်ကိုမီးမုတ်ပြီးတော့ပြာချပေးလိုက်ပါတယ်။အဲဒီအချိန်မှာအိယာကနူလာရဲ့ Jet Ski ယာကလည်းနောက်ကပြေးလိုက်လာရင်းနဲ့မော်ဂါရာမီနဲ့လူပုတွေကိုဘာတွေတန်းစီနေရလဲလို့မေးလိုက်ပါတယ်။လူပုတွေကလည်းအဲဒီတော့မှဂါရာကလွတ်ပြီးတော့နဂါးရှိယာကူစီကိုရောက်လာခဲ့ပါတယ်။သူတို့ရောက်တဲ့အချိန်မှာတော့အကောင်လုံးကအတုံးယုံတည်နေကြအောင်မလို့ယာပန်လေးပဲပြောစရာတွေသူလွတ်ကုန်ပြီဆိုပြီးတော့ဒေါသကြီးနဲ့အော်ပြောလိုက်ပါတယ် ောက်ကမှာတော့တောထဲမှာအဖမ်းခံထားတဲ့စီရယ်လာစီကိုဒါရွာကပြန်လည်ရောက်လာပြီးတော့ကယ်ပစ်လိုက်ပါရီစီရယ်လာကလည်းရုပ်ပြောင်းရုပ်လဲမိစာကသူ့ကိုဖမ်းပြီးတော့သူ့ရဲ့ပုံစံနဲ့ထွက်သွားခဲ့တာကြောင့်မလို့ကနားလီပြန်လာတော့မှမလို့အမြန်ထွက်သွားဖို့ပြောလိုက်ပါရီဒါရွာကတော့စီရယ်လာဟာဘီမကလန်ဒီလိုပဲဘယ်နေရာရောက်ရောက်ဒုက္ခတွေနဲ့အန်ဒီရီပဲတည်လာရဲ့အတွက်သူဆက်ပြီးတော့မလိုက်နိုင်တော့ဘူးလို့ပြောကလှည့်ထွက်သွားခဲ့ပါရီစီရယ်လာကလည်းသူဟာမြေးတဲ့မကောင်းတာတွေတဲဆောင်လာတဲ့ကံကြမ္မာတစ်ခုလိုဖြစ်နေပြီး အထေးကြံရမယ့်ကန်းနဲ့မွေးလာတဲ့လူပဲလို့တွေးကာတယောက်တည်းဂဲရော့ကိုရှာဖို့အတွက်ခီးဆလာခဲ့ပါရီနဂကူမာလေးပဲလူပုတွေရောက်လာတဲ့ခါမှာဘော့ရှ်ကပြန်ထွက်လာပြီးတော့လူပုတွေကိုဘာမှဆက်မပြောဘဲနဲ့ထွက်သွားမယ်ဆိုလို့ရှိရင်တော့ဘင်းစီကဆုလက်ထုတ်ယူဖို့နဂါးသွားတွေပေးလိုက်မယ်လို့ပြောလိုက်ပါရီယာဗန်ကလည်းနဂါးသွားတော့တဲ့ဘင်းကယုံမှမဟုတ်တဲ့ပြင်သူတို့လူပုမျိုးနဲ့ဟာဘယ်တော့မှအချောင်မယူတတ်ဘူးလို့ပြောလိုက်ပါရီ ဘော့ကလည်းဘင်းရဲ့မင်္ဂလာဆောင်အခမ်းအနားရောက်ရင်ငကားအလောင်းကိုဆက်ဆက်လာပြီးဖို့သူကရီပြီးရလို့ပြောကာငကားသွားတွေကိုပြေးလိုက်တာကြောင့်မလို့လူပုတွေကလည်းလိမ့်ပြန်သွားခဲ့ပါတယ်။ဂျက်စကီရောကတော့ဘာမှမသိပဲအကုန်လုံးကိုတန်တော်ကြည့်နေပါတယ်။ဘော့ကလည်းရန်နီဖာကိုကျေးဇူးတင်ကြောင်းပြောကာဘာလို့ဂေရောကရန်နီဖာကိုမဆုံးရှုံးချင်တာလဲဆိုတာကိုသူသိပြီလို့ထပ်ပြောလိုက်ပါတယ်။ရန်နီဖာကလည်းဘော့ပြောတာနားမလည်နိုင်ဖြစ်နေတဲ့အချိန်မှာဂေရောကဂျင်းဒီပြဿနာတက်တော့ကသူတောင်းတဲ့နောက်ဆုံးစုကရန်နီဖာကိုဘယ်တော့မှမဆုံးရှုံးဘူးဆိုတာပြောပြလိုက်ပါတယ်။ ရန်နီဖာကလည်းဂျင်းနီပြဿနာပြီးတဲ့ကဂေရိုပေါ်မှာစိတ်ညစ်နေရတွေကတကယ်အစ်စ်မှန်မဟုတ်ပဲဂျင်းနီရဲ့မော်ကြောင်ဖြစ်နေရပဲလို့သိသွားကလူဒီယောရဲ့ရွေးချယ်ခွင့်ကိုစော်ကားရီဆိုတဲ့ကိစ္စကဂေရိုရဲ့အကျင့်ပဲလို့ဆက်ဆွဲလိုက်ပါ ው လေဂေရိုကလည်းအမျိုးမျိုးရှင်းပြပေးမယ်ရန်နီဖာလက်မခံတာကြောင့်မလို့ကလေးလိုချင်ပြီးတော့ကလေးယူးယူးနေတဲ့အားနေချက်ကိုဒေါ်သာကြီးပြောလိုက်မိပါ ው လေရန်နီဖာကဂေရိုလေကန်ညမအသက်ကြီးဥပဒေကကလေးကိုမရှောင်လွှဲဘဲနဲ့စောင့်ရှောက်ရမယ့်အချိန်ကိုရောက်မှငါ့ရဲ့ခံစားချက်ကိုဆက်ပြောပြမယ်လို့ပြောက ေရိုးနဲ့သူနဲ့မစုံနိုင်တော့ဘူးဆိုပြီးတော့ထွက်သွားခဲ့ပါ ው တယ်။ဘော့ရှ်ကလည်းဂေရိုးရဲ့ကံကြမ္မာတိုင်းပဲကလေးကိုစောင်းရှောက်ဖို့ကဂေရိုးအတွက်အလိုအဆုံးအရာပဲလို့ပြောပြီးတော့ထွက်သွားပါတော့တယ်။တောက်ထဲကျန်နေခဲ့တဲ့ဂေရော့စ်ကလည်းထွက်ပေါက်နေတဲ့ဒေါသတွေကိုဂျက်စကီယာပေါ်မှာအပြစ်ပုံချပြီးတော့နှင်းထုတ်လိုက်ပါ ው တယ်။ဂျက်စကီယာကလည်း "तू ကဂေရိုးအတွက်ကံဆိုးခြင်းတွေကိုယူလာတဲ့သူဖြစ်နေရဲ့"ဆိုရင်လည်းဆက်ပြီးတော့မလိုက်တော့ဘူးလို့ပြောကာလှည့်ပြန်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂေရိုးကကံကြမ္မာကိုရှောင်လွဲခဲ့ပြီးမြင်းနဲ့တောက်ထဲအထီးကျန်ရမယ့်ဇာတာတိုင်းတောက်ထဲကျန်ခဲ့ရပြန်ပါတယ်။ နက်ကမှလည်းစစ်သူကြီးရဲ့ဓာတ်တန်ရာကိုဖရန်ဂျီလာကကုပေးနေနေစီရယ်လာကိုတနေ့ရှာတွေ့မဲ့အကြောင်းအားပေးစကားပြောနေပါလေပြီးတော့မှအနာဂတ်ကိုသူမြင်ရသလောက်ကတော့စစ်သူကြီးကမီလီယံဖြူရဲ့သူရဲကောင်းပြုမှုနဲ့စီရယ်လာရဲ့အစွမ်းကိုထိန်းချုပ်တဲ့လူဖြစ်မှာဆိုပြီးတော့မြှောက်ပြောလိုက်ပါလေအဲတော့စစ်သူကြီးကလည်းအမှုနီလန်းတွေအတွက်အချိန်ကုန်သွားပြီးတော့ဓာတ်ရီလန်းတွေအတွက်အချိန်ရောက်ပြီလို့ပြောလိုက်တဲ့အချိန်မှာပဲ The Witcher Season 1 Episode 6ရဲ့ Recipe Shop ကလည်းပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ ရုပ်ရှင်စကားကောင်းလေးတွေကိုအစင်စက်မပြတ် recap တင်ဆက်ပြီးမှမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလေ like and subscribe လုပ်ထားကြပါအောင်ခင်ဗျ။အားပေးကြပေးတဲ့များလေးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လေအားလုံးကိုထူးပြန်ကျေးဇူးတင်ပါတယ်ခင်ဗျ။